ဘဝရမဟာမြေမှာနေတဲ့ဆရာတော်ဘုရားကြီးဟာခကြီးသွားပြီးတော့ခကြီးကပြန်ရောက်တော့ညမိုးရှုံးမှာတခါတခါဇေနာယီစေတနာယီပို့ဇေနာယီစေတနာယီဆိုပေမဲ့မနဲ့မိုးလင်း၃နာရီခွဲပလင်ပေါ်တဘာတွေတက်ထိုင်၃နာရီခွဲပလင်ပေါ်ရောက်နေပြီဘဝရဆိုရင်သိချတယ်အဲ့ဒီနဲ့အကြောင်းပြလို့လေကောင်းတယ်ဆိုတော့မလာတော့မနဲ့ပိုင်းတရားထိုင်ဖို့မလာတော့ဘူး ဒါပေမဲ့ဆရာတော်ဘုရားကြီးကတကြိမ်တစ်ခါမဟုတ်ဘူးအမြဲတမ်းပဲအမြဲတမ်းသုံးနာရီခွဲဆိုဘလင်ပေါ်ရောက်နေပြီဒါဘလောက်ပဲအလုံးများများမိမိရဲ့ဗราဏလုပ်ငန်းကိုမပြည့်ဘူးဆိုတဲ့သဘောဒါကြောင့်ယုတ်ကြီးတော်ဘုံဘုံတော်ကလည်းပဲကိုယ့်ရဲ့ဆရာတော်ဘုရားကြီးစီကဘာတွေများသင်ယူရမလဲ ကိုယ့်ရဲ့ဗရဏလုပ်ငန်းကိုဘယ်ကြောင်းကြောင်းနဲ့မှ မဖြစ်ဘူးဟိဆိုတဲ့အဲ့ဒီတန်တိတ်ထံမျိုးကိုသင်ယူရမယ်မနေ့ပိုင်းဆိုလေးမပြေဘူးနေ့လေးဆိုလေးမဖြစ်ဘူးဘလောက်ပဲအလုံးမြတ်မြတ်နေခင်းတော့အဲ့ဒီမှာတနာယီနှစ်နာယီသွားတရားထိုင်ပြီးတော့မှ လုပ်ငန်းတွေစိတ်တွေကိုလှစ်ပတ်ကြည့် ညဇောလည်းဘယ်တော့မှမဖြစ်ဘူးဘုံတော်ကတော့ဆုတောင်းတာပေါ့ဆရာတော်ဘုရားကြီးမလာပါစေနဲ့ဒါမှအရှင်မန်တော့ပြလင်ပေါ်ရောက်တယ်ကိုကတော့ရှောင်းခိုးရင်လို့လေဆရာသမားမလာရင်တပြည့်ကပေါ်ကြိတ်နေခြင်းလို့နေဖို့တရားထင်ရမှလည်းနေတိုင်းဆိုတော့ပြင်းလာတာဒါကြောင့်ယုတ်ကြီးတော့လည်းပဲကိုယ့်ရဲ့ဗရာဏလုပ်ငန်းကို ဘယ်အကြောင်းကြောင်းနဲ့မှဖြစ်မဖြစ်သင်ဘူးဆိုတဲ့ဇေရောဘုရားကြီးလက်ကင်ထားတဲ့အတိုင်းဒါလိုက်နာကျင့်သုံးသနေ။နောက်နံပါတ်၄တစ်ချက်ကတချို့ကပြောကြတယ်ဇေရောဘုရားကြီးကဒေါသထွက်တယ်ပေါ့ဇေရောဘုရားကြီးကလူကိုဘယ်တော့မှဒေါသမထွက်ပါဘူး။ ဘမောတော်မဟာမြေမှာဆရာတော်ဘုရားကြီးနဲ့အကြာကြီးနေဘူးပါတယ်အနိကလေဝေယဝိဇ္ဇလုံးလို့နေဘူးပါတယ်ဆရာတော်ဘုရားကြီးဒီလူကိုဘယ်တော့မှဒေါသမထွက်ဘူးအကျင့်ဆိုးကိုပဲဒေါသထွက်တယ်ကရုဏာဒေါသဖြစ်စေခြင်းတာကိုမဖြစ်ရခေါင်းသားဆိုတဲ့ဒီသဘောလောက်ပဲမုန်တီးတာမရှိဘူး ဆရာတော်ဘုရားကြီးကမလို့ပဲလူတယောက်ကပြုမှုသွားပြုမှုသွားဆရာတော်ဘုရားကြီးကဘယ်တော့မှအဲ့ဒီလူကိုမမုန်းဘူးအကျင့်ကိုပဲမကြိတ်တာအကျင့်ကိုပြင်တဲ့နေ့ဆရာတော်ဘုရားကြီးရဲ့တပြည့်သားသမီးပဲအဲ့ဒါဒီဘုန်းဘုရားယောဂီတို့အတွက်လည်းပဲအတုယူစရာယောဂီတို့ကဒုတိယကတခုခုကြောင့်မကြိတ်ရင်အဲ့ဒီလူကသက်သက်လုံးမခုံတော့ တသက်လုံးရန်သူတွေဖြစ်ရောသူဟာသူဘလောက်ပဲသူတော်ကောင်းတွေဖြစ်ဖြစ်ကော့အတွက်ကတော့ရန်သူပဲယခုဆရာတော်ဘုရားကြီးကအဲ့လိုမဟုတ်ဘူးအကျင့်ကိုပဲမကြိုက်တာအကျင့်ကိုပဲပြောတယ်ဒါတော့ကိုယ်ရမှာဘာတွေမပြောဘူးလို့ရှစ်တင်ပဲတခါတည်းဆုံးမစရာရှိတာကိုဆုံးမတယ်ဒါပဲပြီးအဲ့ဒီလူအကြောင်းကိုရမှာတခွမ်းမှဟမှာမဟုတ်ဘူးမပြော ဘာဆိုလူကငုံတာမဟုတ်ဘူးအဲ့ဒီအချင်းကိုရင်စေခြင်းလို့သူရှိတယ်ပြောတယ်လူကငုံပြီတယ်ဆိုရင်တော့ကိုရမန်လည်းပြောကောင်းပြောမှာဇာတော်ဘုရားကြီးကတော့ရှိတယ်မှန်ပဲဆုံးမပေးတယ်ကိုရဲ့တပြည့်သားသမီးမို့လို့ပြောနိုင်ဆိုနိုင်လို့ရိုက်နိုင်လို့ရိုက်တဲ့ရင်ရိုက်တာပေါ့ပြောတဲ့ရင်ပြောတာပေါ့ပြောနိုင်ဆိုနိုင်လို့ဒါပြောတဲ့သဘောပဲဒါကြောင့်ယောဂီတို့ လူနဲ့အချင်းခွဲခြားပြီးတော့မြင်တတ်ဖို့လိုတယ်အလုံးလုံးတဲ့အခါမှာပဝန်းကျင်တဲ့ဆက်ဆံတဲ့အခါမှာလူနဲ့အချင်းခွဲခြားပြီးတော့မြင်တတ်ဖို့လိုတယ်ဒါသည်ဆရာတော်ဘုရားကြီးရဲ့အယူအဆဆရာတော်ဘုရားကြီးရဲ့ဒါသနာအဲ့ဒီလိုပဲဆရာတော်ဘုရားကြီးရဲ့ဒါသနာတော့ပြောသလိုတစ်ဖက်ကအာပန္ဒဝဘယေမကြီးတို့ရဲ့အယူဆဒါသနာဆိုလေအတူတူပဲ ဒီသဘောဒီဝန္ဒပြီးသွားတာဒါဆိုရင်ယခုဘုရားအာလုံ၄ချက်ရှိဆရာဘုရားကြီးဟာဆုတောင်းတဲ့ဝါဒကိုမကြည့်ဘူးအလောက်လုံးတဲ့ဝါဒကိုပဲလိုက်နာကျင့်သုံးတယ်ဆွေးမြေးတဲ့လုံလဝိရိယရှိတယ်ဘလောက်ပဲအလုပ်တယ်များများမိမိရဲ့ဗရာဏလုပ်ငန်းကိုမဖြစ်ရဘူးဆိုတဲ့ဒသနအယူဆရှိတယ် လူကမမုန်းရဘူးဒေါသမထွက်ရဘူးအယူဆကိုပဲမကြိုက်ရင် မကြိုက်တယ်လို့ပြောပိုင်ခွင့်ရှိတယ်ဆိုတဲ့ဒီအယူဆရှိတယ်တကယ်တော့အဲ့ဒါနေရာဘုံဘုံတော့ဟိုလိုက်နံစရာတွေကြီးပဲအတုယူစရာတွေကြီးပဲနောက်နံပါတ်5တစ်ချက်ကဇာတော်ဘုရားကြီးဟာမေတ္တာကရုဏာမုဒိတာအမတန်ကြီးမားပါဒါအနိကနေဘူးတဲ့ပုံကိုယ်ရေအသိဆုံးပဲ ဆရာတော်ဘုရားကြီးနဲ့ဒါဒီမှာဆိုရင်ရွာသူရွာသားများဒါဆိုရင်တစ်နှစ်လောက်တာနိစ္စလာဆရာတော်ဘုရားကြီးရဲ့မေတ္တာဘလောက်ကြီးမားတယ်လဲဆိုတာဒါယုတ်ကြီးတော့လက်တွေ့ပဲဆရာတော်ဘုရားကြီးကဘသူ့ကိုဘာလုံးမေးရမလဲဒါပဲတွေးနေဒါပဲတွေးနေငါအတွက်ဘာဖြစ်တယ်ညာဖြစ်တယ်တခုမှမရှိဘူး ဒကာတရားကပိုက်ဆံကြီးတစ်ထောက်လာလူရဲ့နေမှာဒီပိုက်ဆံကဘယ်ကဘယ်ရွာကလူတွေလိုက်ပေးကောင်းမလဲပဲတွေးတာငါအခန်းထဲမှာသိမ့်ထားကွာလို့မရှိပါအဲငါရဲ့ဗန်ထဲမှာချိန်ထားလို့လည်းမရှိပါဒီဟာကြီးကောင်ကဘယ်နှမ်းမှလူရမလဲဘယ်နှမ်းမှအသုံးပြုရမလဲဒါပဲတွေးတာငါအတွက်သိမ့်ထားတာတော့ဘာတော့တပြားမှမရှိဘူး ယနေ့ဒီဆရာတော်ဘုရားကြီးကိုပိုင်သုံးဆွဲဖို့ဆိုပြီးသိမ့်ထားတာတကြတကြမရှိဘူးရလာတာဘလို့သာသနာပြုရမလဲဘသူကိုများပေးလှူရမလဲလက်တည်းမှာပိဿံတထောင်လေးမကန်ထားမိစေနဲ့ရှိသည်မြတ်လူပေးမဲ့လူလိုက်ချာဒါအနိကလူတဲ့နေတဲ့တကာကြီးရဲ့အသိဆုံးဒါဆိုရင်ဆရာတော်ဘုရားကြီးဟာ လူသားတွေအပေါ်မှာလည်းပဲအမတန်မှမေတ္တာ ကြီးမားပါလေ တကုတ်ဆရာတော်ဘုရားကြီးကပူဇော်ကြတယ်စိကကြတယ်ဆိုတာတကယ်တော့ရလကတော့နေတော်နေသေးတယ်ဆရာတော်ဘုရားကြီးပေးနေတဲ့ဟာကအများကြီးဆရာတော်ဘုရားကြီးပေးဆက်နေတဲ့လူသားတွေအတွက်ပေးဆက်နေတာကအများကြီးပြန်ပြီးရလာတာကပေးဆက်တာနဲ့စာရင်နေတော်နေပါသေးတယ်ဒါကြောင့်ယောဂီသူတော်စင်ပေါင်းတော်ကလည်းပဲ အမြတ်အဘုံမှာမေတ္တာစိတ်နဲ့ဆက်ဆံရမေကိုထဲနေတဲ့လူတွေရောတဏှာချင်းဖြင့်ဆက်ဆံရမေကိုကိုထဲသာတဲ့လူတွေရောဝမ်းမြောက်ခြင်းနဲ့ဆက်ဆံရမေတချို့အရာတွေကိုဥပက္ခပြုသင့်တာဥပက္ခပြုရမေအဲ့ဒါဟာဆရာတော်ဘုရားကြီးရဲ့ဓမ္မဝါဒတ် ီတော့ယောဂီတို့ဆရာတော်ဘုရားကြီးဟာတရားကိုပဲစံထားရမယ်ဆိုတဲ့ဒသနာရှိတရားကိုပဲစံထားရမယ်တရားကိုပဲစံထားတာဆိုပါစို့ဘုန်းဘုန်းတို့ဗာမြိုင်တို့တဲ့နေတုန်းကဝေယဝိဇ္ဇယဟန်တွေလည်းရှိတယ်လူတွေလည်းရှိတယ်ဘလောက်ပဲဝေယဝိဇ္ဇတဲ့အလောက်ကောင်းကောင်း ဘလောက်ပဲဝေယဝိဇ္ဇတွေဘလောက်ပဲတို့တို့အဲ့ဒီပုံကိုယ်တွေအားလုံးကိုဆရာတော်ဘုရားကြီးကတစ်နှစ်တစ်ကြိမ်အနည်းဆုံးတရားထန်ခိုင်းဓာတိပဓာနမေဆိုတဲ့သဘောတရားတည်အဓိကဗရဏမေတရားတည်အဓိကဗရဏမေတချို့ပုံကိုယ်တွေကပြောတာရှိတယ် ဟာရှင်မြတ်တော်ဆရာကနတ်လိုလိုဘာလိုလိုပါသူတို့ကမတိလို့မတိဆရာတော်ဘုရားကြီးကတကယ်တော့တရားတစ်ပင်းနံပါတ်၁စံထားအလောက်ကောင်းလို့ဆိုပြီးတော့မင်းအလောက်လောက်ရင်ပြီးရောကွာလို့အဲ့ဒီလိုမရှိအလောက်ဘလောက်ပဲလောက်တော့တရားမရှိရင်မနေရဘူးတရားမထိုင်ဘဲနဲ့မနေရဘူးအဲ့ဒီသဘောရှိအမှန်ပြောရင် ဘရောမြတ်မြတ်ကျောင်းထဲမှာအလောက်လောက်ပြီဆိုရင်တရားထိုင်ဖို့မလိုတော့ဆရာတော်ဘုရားကြီးကအဲ့လိုမရှိဘူးဘလောက်ပဲအလောက်ကောင်းကောင်းတရားမထိုင်ရင်တော့လူရကောမသွင်းတာဒါကြောင့်ဆရာတော်ဘုရားကြီးဒီဘာတွေဘလို့ပဲလုံနေလုံနေတရားဒီနံပါတ်၄ယခုယောဂီတော်ဆိုပါစို့ဒီမှာတရားတွေစောင့်ပဲတဲ့ယောဂီတော်ကဆရာတော်ကြီးကိုကိုးကွယ်ကြတယ်ကြီးညိုကြတယ် အာငါကောကြီးညိုနေပြီးတာပဲငါကောလှူဒန်းနေရင်ပြီးတာပဲနဲ့ရတတ်မယ်လို့မထင်ဘူး။ရည်ရွယ်ချက်ရှိရင်ယောဂီတို့တရားများလောက်မလား။တရားများလောက်ဖြစ်မလားဆိုတဲ့ရည်ရွယ်ချက်နဲ့ဒီဘက်မှာဆရာတော်ဘုရားကြီးသာသနာပြုနေတာ။ယောဂီတို့တရားလာထားရှောက်ကြည့်ပါလား။ရှင်ဘုရားတပည့်တော်တို့ကပြည့်စည်ပဲလိုချင်တယ်တရားတော်မပေးပါနဲ့လို့ပြောကြည့်ပါလား။မနဲ့ပြန်ထပ်ပြန်มาသေးချာ။ တရားမြထိုင်ကြမလားအားထုတ်ကြပါစေတရားတွေရကြပါစေနေရထိုင်ရအစဉ်ပြေလာရင်တရားအားထုတ်ဖို့အရှင်ထွက်လာမယ်လေဒါကိုတွေးတာဘုရားတရားနဲ့တစ်ဖက်ကဘုရားတရားလေးလောက်တစ်ဖက်ကနေရထိုင်တဲ့အစဉ်ပြေအောင်အဲအဲ့ဒီလိုပုံစံမျိုးသွားတာ ဒါကြောင့်ယောဂီတော့ကိုကိုကိုတဲ့ဆရာတော်ဘုရားကြီးဟာဩတရားကိုစံထားပါရောလားတော့သူပဲငါတို့လည်းပဲဆရာတော်ဘုရားကြီးပြတ်တတ်တဲ့ဤလန်းအတိုင်းလိုက်ရမေလို့နှလုံးသွင်းနိုင်ရင်တို့ဖြင့်ဆရာတော်ဘုရားကြီးရဲ့တာတပြည့်သံသမီးပိတမေဆရာတော်ဘုရားကြီးကလည်းပဲဒီထက်ဒီထက်ပေါ်ပြီးတော့စောင့်ရှောက်ပေးယောဂီတော့ဒါကအဆက်ပဲရှိနေတယ် ယောဂီတို့ဒီရမတာရှုဝရှက်တော့ရှုဝရှက်ကိုပေးလိုက်တာယောဂီတို့ဖယံတရားကိုစိတ်မဝင်စားရင်ဆရာတော်ကြီးကလာမမဟုတ်တော့ဘူးဒီလောက်နဲ့ပြီးသွားတော့ဖယံတရားကိုစိတ်မဝင်စားခြင်းလေးဝင်ချမ်းဝင်စားခြင်းကိုဆောင်ရွက်တော့မဲ့သဘောရှိအဲ့ဒီတော့မှဆရာတော်ဘုရားကြီးကအမြဲတမ်းကြွမယ်အမြဲတမ်းလာမယ်အာရဝန္တာရှိမယ်အေးငါတို့ဗိုက်တနုတ်ကလူတွေဒီတော့ကွာတော့ရောက်တဲ့နေရာတိုင်းမှာကြွတော့ လာလေလာမယ်ရတ္တမြရတ္တမြအထောက်ကိုပိုက်ပြီးဒီပဲပြေးလာဒီပဲပြေးလာဒါကြောင့်အဲ့ဒီတော့ဆရာတော်ဘုရားကြီးဒီတော့ခဏခဏလာစေခြင်းလေဆိုရင်ယောဂီတို့ကတရားအားထုတ်ရလိမ့်မယ်တရားတွေထိုင်ရလိမ့်မယ်တရားတွေနားရလိမ့်မယ်အဲ့ဒါဆိုရင်တော့ဆရာတော်ဘုရားကြီး ਨੇ ပုံပြီးတော့ဤတတဲ့နီးလာပါဖြစ်တော့ဆရာတော်ဘုရားကြီးကတရားပေါ်ပဲစံထားတဲ့ပုံကိုကြီးမို့လို့ နောက်ဒန္တနာတခုကဆရာတော်မယားကြီးကအမြန်အကျိုးကိုပဲကြည့်တယ်ကိုကျိုးမကြည့်ဘူးအမြန်အကျိုးအမြန်အကျိုးအမြန်အကျိုးဘယ်နှမှာဘယ်တော့အသုံးပြုမလဲတခါတခါယုတ်ကြီးတော့မသိလို့ကျောင်းမှာအကျွေးရှိတယ်တခါတရားကပိုက်ဆံလာလူတွေဆိုပါစို့သိမ့်တထောင်သိမ့်နှစ်ထောင် အမြန်အတွက်ပဲအဲ့ဒါကိုအသုံးချတာကျောင်းမှာဆရာတော်ဘုရားကြီးမှလည်းလုံနေတာပဲလက်နဲ့ရိုက်လို့ပိတ်ဆံထွက်တာမဟုတ်ဘူးကျောင်းမှာရှိတာရှိပါစေဩအပြင်ကလူသားတွေအားလုံးအစဉ်ပြေဖို့အတွက်ပဲအဲ့ဒီပိတ်ဆံကိုအသုံးချတာတခါတခါလက်ကောင်ကြီးဝန်ထမ်းတွေကိုပေးစရာမရှိဘူးကျောင်းပိတ်ဆံရှင်းစရာပိတ်ဆံမရှိဘူးရှိတဲ့ပိတ်ဆံအကောင်လုံးအပြင်လူလိုက် အဲ့ဒီလောကအများကိုကြည်တတ်တဲ့အမျိုးအဲငါဝန်ထမ်းအတွက်တော့ဝိဆံရှင်ထပေါ်ဓမ္မလူမရှိဘူးဒါဒီကတကအနိကတကတကတောင်သိချင်မှသိဆိုတော့အဲ့ဒီလောကအများအကျိုးကို ကြည်တတ်တဲ့ပုဂ္ဂိုလ်လူတိုင်းမလုံနိုင်ဘူးဒီလောကလူတိုင်းမလုံနိုင်ဘူး ဆရာတော်ဘုရားကြီးရဲ့မေတ္တာဆရာတော်ဘုရားကြီးရဲ့အမြတ်အပေါ်မှာထားတဲ့တရားတရားဘလောက်ကြီးမားလိုက်မလဲဒါကြောင့်ဘုမတို့ကတော့ဒီပုဂ္ဂိုလ်ကြီးဟာပုဂ္ဂိုလ်ကြီးလို့ပဲမြင်တဲ့သာမန်ဘုန်းကြီးတပါးတလုံးမဟုတ်ဘူးတကယ့်ကောပါရမီနဲ့ဖြစ်နေတဲ့ဒါပုဂ္ဂိုလ်ကြီးတပါးပဲသာမန်လူသားများမလုံနိုင်တဲ့ဒါပုဂ္ဂိုလ်ကြီးတပါးပဲ တခါတခါဘုမှုတော်ဘလို့တော်တွေးလေးဆိုလို့ဇာတော်ဘယံကြီးဟာနိုင်ငံတနိုင်ငံမှာမင်းများဖြစ်လိုက်ရင်အဲ့ဒီနိုင်ငံကပြည်သူလူထုတွေဘလောက်များဩပြည်ဝချမ်းသာကြမလဲကောင်းလိုက်တော်တော်ကောင်းပါပဲလို့တောင်းဘုမှုတော်အတွေးတွေဝင်ပါတယ်ဘလောက်တော်ပြည်သူလူသားတွေပြည်သူလူထုတွေအတွက်ဖြစ်စည်းပေးနိုင်မလဲ ဒါတွေးမိတိုင်းဘုံဘုံလို့အဲ့ဒီလိုအတွေးတွေဖြစ်မိဒါကြောင့်ယုတ်ပြီးတော့ဒါကိုကြည့်ပြီးတော့ငါတို့လည်းပဲတတ်နိုင်သလောက်အများအကျိုးကိုဆောင်ပေးရမှာဘာရောလားဆိုတဲ့အတွေးယုတ်ပြီးတော့ဝင်သိနေဒါကိုရဲ့ဇာတော်ဘုရားကြီးရဲ့လမ်းစဉ်စီကိုဇာတော်ဘုရားကြီးရဲ့လမ်းစဉ်ကိုဥထိုက်ထားတဲ့ပုဂ္ဂိုလ်များရဲ့လမ်းစဉ် ကောင်းတဲ့လမ်းစဉ်ကြီးတွေဘုံဘုံတော့လိုက်ကိုလိုက်ရအများကြီးမလိုက်နိုင်ရင်တောင်မှနေနေပန်းပန်းလိုက်ရနောက်ပြီးတော့ယောဂီတော်နောက်ဒသနကဘာရှိလဲဆိုတော့ဆရာတော်ဘုရားကြီးဟာချောချံစွာ နေရမေဆိုတဲ့ဒသနရှိဇိင်ခံမနေဘူးဇိင်ခံမနေဘူးဘာမြန်တော်တဲ့မှာအဆောင်ကြီးတွေဟိုတယ်လိုပဲ အဆောင်ကောင်းကြီးတွေအများကြီးရှိတယ်။နောက်ခက်ကောင်းရင်ဒီယောဂီတွေပုံပေးပါလိမ့်။ဒါပေမဲ့ဇာတော်ဘုရားကြီးနေတဲ့အဆောင်ကစေဘေပတ်နဲ့တက်သန်းလေးနဲ့ခြားတယ်